မြမပြီကငလင်ကြီးဖြစ်ပြီးရင် ကြောက်နေကြတာကနောက်ဆက်တွဲငလင်ပဲထင်နေကြတာနော်။တမိုင်းတလျှောက်နိုင်ငံအသီးသီးမှာငလင်ဖြစ်ပြီးရင်နောက်ဆက်တွဲအဆိုးဆုံးကကူးဆက်ယောဂါရီဆိုတာကိုမိနေကြတယ်။ဘယ်ပညာရှင်တွေကမှလည်းပြောပြနေတာမတွေ့ကြဘူး။ကျမဗီဒီယိုတွေအွန်လိုင်းကနေလေ့လာကြည့်ရတဲ့လောက်တော့နောက်ဆက်တွဲယောဂါရီ အများကြီးဖြစ်နိုင်ပါတယ်။ ခက်အဆက်ဆက်လဲငလင်ဖြစ်ပြီးတိုင်းကာကွယ်ရခတ်တဲ့လက္ခဏာတွေပါအဓိကကတော့ငလင်ဖြစ်ပြီးရင် ငလင်နဲ့ထိတဲ့လူတိုင်းကနေရာတစ်ခုထဲမှာတစုတဝေးတဲ့နေထိုင်လာတတ်ကြပါတယ်အဲ့ဒီအချိန်မှာယောဂပြန့်နှံ့မှုကကြောက်စရာအကောင်းဆုံးပါမြမပြည်ရဲ့အခုအခြေအနေနဲ့ဆို ကြည်ပေးမဲ့သူကမရှိရင် ပိုဆိုးနိုင်ပါတယ်မဖြစ်ခင်ကတည်းကကြိုးတင်ကာကွယ်ထားကြပါ အောက်မှာတော့ဖြစ်နိုင်တဲ့ယောဂလက္ခဏာတွေကို စုစည်းပေးထားပါတယ်။ငလင်ဖြစ်ပြီးနောက်ဖြစ်ပွားနိုင်သောယောဂများ၁။ထိခိုက်ဒဏ်ရာနှင့်ဆက်ဆက်သောယောဂများ၁။ဒဏ်ရာပိုးဝင်ခြင်းသွေးစိတ်တက်ခြင်း sepsis ကြွက်သားပုတ်ယောဂ gas gangrene ခြေဆောင်ပြက်ယောဂ tetanus မြေကြီးတန်ကြီးတို့နဲ့ထိတွေ့သောဒဏ်ရာမှကူးစက်နိုင်နှစ် ဖိမိနေသောကြွက်သားယောဂါ crash syndrome ကြွက်သားများပျက်စီးကကြောက်ကပ်ပျက်စီးခြင်းပိုတက်ဆီယမ်များခြင်းနှင့်ရေအစားတောက်မှကူးဆက်သောယောဂါများဝမ်းပြက်ဝမ်းလျှောယောဂါများကာလဝမ်းယောဂါ cholera သွေးဝမ်းယောဂါ dysentery typhoid ယောဂါ typhoid အသည်အောင်အတဝါ A နဲ့ E hepatitis A and E သက်ရှူလမ်းကြောင်းဆိုင်ရာယောဂါများတုတ်ကွေး influencer coronavirus covid-19 tb ယောဂါ tuberculosis pneumonia အဆောက်ရောင်ယောဂါလေးခြင်ကြွက်မှကူးစက်သောယောဂါများငှက်ဖျားယောဂါ malaria သွေးလွန်တုတ်ကွေးယောဂါ dengue ဂျပန်အုံနောက်ရောင်ယောဂါ japanese encephalitis ကြွက်မှတဆင့်ကူးသောယောဂါ leptospirosis ငါ ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သောယောဂါများ measles ဝက်သက်ယောဂါ diphtheria စုံစုယောဂါ whooping cough ကြညာချောင်းဆိုးယောဂါ6စိတ်ပိုင်းဆိုင်ရာယောဂါများစိတ်ဓာတ်ရာနောက်ဆက်တွဲ PTSD စိတ်ကြယောဂါ depression စိုးရိမ်ပူပန်မှုများ anxiety ကာကွယ်ရန်အကြံပြုချက်များ7တန်ရှင်းသောရေကိုတောက်ပါ ရေကိုကြိုချက်ပါနှစ်လက်ကိုဆက်ပြာနှင့်ဆင်ကျဲစွာဆေးပါသုံးခြင်နှင့်ကြွက်များကိုဖယ်ရှားပါပိုသက်ဆေးဖြန့်ခြင်းရေအိုင်းများကိုဖုံးအုပ်ခြင်းလေးအရေးပေါ်ကာကွယ်ဆေးများတက်တနက်ဝတ်သက်ထိုးပါ လူစုလူဝေးရှောင်ပါနှာခေါင်းစီးတက်ပါတတိပြုရန်ယောဂါလက္ခဏာတစ်ခုခု ပေါ်ပါကဆင်းရုံဆေးပေကန်းတို့ အမြန်သွားပါ ်ကျမချစ်တဲ့မြမပြည်ကြီးမြင်းမြန်နေကောင်းပါစေ